်မာနိုင်ငံအထက်ပိုင်းမကွေးတိုင်းမင်းလာမြို့ကရင်းနယ်မော်တစ်ခုဖြစ်ပါတယ်။ဒီနေရာမှာအရင်ကဒေသခံတွေအနေနဲ့စိုက်ပျိုးရေးလုပ်ခဲ့ကြတာပါ။အခုတော့ရင်းနယ်တူးသူတွေစောက်ထားတဲ့ယာယီတဲတွေနဲ့ပြည်နေပါတယ်။မော်ရဲမှာ ရင်းနှံတဲတဲ့ကားတွေ၊ဆိုင်ကယ်တွေ၂၄နာရီသွာလာနေပြီး ဈေးဆိုင်တွေလက်ဖက်ရည်ဆိုင်တွေနဲ့နေရောညပါစီကားနေတာပါလက်စတစ်အမိုးတွေအောက်ကအချိန်ပြည့်မောင်းထားတဲ့အင်ဂျင်ဆက်တန်ကိုခက်ဝေးဝေးကကြားရပါတယ်။ဒီမော်ထဲမှာရေနံတွင်းနေထောင်နဲ့ချီပြီးရှိပါတယ်။ အများစုကတော့ဒေတာဆွဲပြီးထန်းကိုင်းမော်လို့ခေါ်ကြတာပါရှင်နေရှာသူတွေစီကားနေပေမဲ့ဒီမော်ရဲ့တက်တန်းကတစ်နှစ်ပဲရှိပါသေးတယ်။ အရင်ကဒီမော်မှာရင်းနေရှာတဲ့သူတွေတိတ်မရှိပါဘူး။နောက်ပိုင်းမှာရင်းနေအောင်တဲ့သတင်းကြားပြီးမကွေးတိုင်းနဲ့အချားမော်ကရင်းနေလူသားတွေမြမပြီးအထက်အောက်ဒေသဆောင်ကစိတ်ဝင်စားတဲ့သူတွေတဖွဲဖွဲရောက်လာကြတာပါ။ဒီမှာပတ်စံပို့ရှာနိုင်လိမ့်မယ်လို့သူတို့ယုံကြည်ထားကြပါတယ်။ အများစုကတော့မိသားစုလိုက်ရွှေ့ပြောင်းလာကြတာပါရင်ထွေးတို့မိသားစုဒီမော်ရဲရောက်လာတာလေးလာရှိပါပြီ။ဝင်ဝင်မကောင်းတဲ့တောင်ရလုပ်ငန်းကိုစွန့်ပြီးရေနံရှာဖို့ဆုံးဖြတ်ခဲ့တာပါ။ လောက်ကိုမကျင်းဘူးဆိုရင်၄၅သိန်းတော့အဲ့လိုတော့ကျင်းတယ်တလောက်ကိုပုံမှန်ဆိုရင်တော့ဟိုကမိုးမှမရရင်တောင်သူကမှမရဘူးဆိုရင်ဘာလဲလုံလာကစားခွင့်ကျွန်တော်မှဘာမှမရှိတော့ဘူးဟိုတနေ့ရှိတဲ့ဟာလေးပဲဒီနေ့ထိုင်းထားလာပြီးတော့ကျွန်တော်မှလို့တဲ့တို့တဲ့ကြောင့်ဘာမှမရှိဘူးရှိတဲ့ဟာလေးတွေပဲကုန်းသွားတာပဲရှိတယ်ဒါပေမဲ့ဒီဘက်မှာကျတော့လေဘက်မှုလေးနဲ့သိုးလုံးလုံးကိုင်းလုံးကောင်းတယ် ဆိုမှ2000မရပါတနေ့ကလုံးမှမိသားစုနဲ့တွေ့ကြရမဆလာဘူးလေဒီဘက်ကျတော့ဒီပြပါတလုံးခုရွက်လိုက်ဘာမှမကြဘူးလေနိုင်ဝဲပဲအလုံးလုံးထားပြီးရွက်လိုက်ဒါရောမသက်တာဘဘူးတွေနဲ့သေးရတာငါးကလန်ဘူးထားနိုင်တဲ့လူကထားပေါ့အဲ့လိုရင်းနှမော်ရီမှာလက်ရှိမြေပိုင်ဆိုင်ထားတဲ့ဒေသခံမြေရှင်တွေကရင်းနှံထွက်တဲ့မြေတွေကိုအပိုင်ပိုင်ခွဲပြီးရောင်းကြပါတယ် ရင်းနှင်းရှာသူတွေကဆယ်ပေပက်လေမြေတကွက်စာကိုကျက်သုံးသိန်းက၈သိန်းဝန်းကျင်ပေးပြီးဝယ်ကြတာပါရင်းနှင်းရှာရတာစွန့်စားမှုတစ်ခုပါအရင်လုံနေတဲ့တောင်ယာမြေတွေကျွင်းနွားတွေကိုရောင်းပြီးရင်းနှင်းမော်ထဲမှာရင်းနှီးကြတာပါငွေချင်းမတက်နိုင်တဲ့တောင်သူတွေကတော့၄-၅ယောက်စုပြီးရင်းနှီးကြပါတယ်။ ြေဝယ်ပြီးတဲ့နောက်မှာရင်းနှံတွင်းတွင်းဖြစ်လာဖို့နောက်ထပ်သိန်း30ကျော်လောက်ကုန်ပါတယ်မကွေးမြို့တဝိုက်ကအစ်တွေ့ရဲ့ရင်းနှံမော်တွေမှာရင်းနှံအောင်နေတဲ့ဆိုတဲ့သတင်းတွေကအနီးဝန်းကျင်ဒေသတောင်သူတွေလူငယ်တွေနဲ့အလုပ်လက်မဲ့တွေကိုဆွဲဆောင်နေပါတယ် ာစီဝိုင်းတော့အဆင်ပြေရတယ်။ငွေလဲရောက်ဝင်လဲလွယ်တယ်။နောက်ဘက်ကငွေရဲ့ရေးတော့ရောက်တော့မလွယ်ဘူး။နဲတယ်။အရာနဲတယ်ပေါ့နော်။အလုတ်အလုတ်တာအတွင်းတာအရာနဲတယ်။အရာနဲအဲကြောင့်ဒီဘက်ကိုပြောင်းလာပြီးတော့တို့ distance ချဲ့တဲ့ဘက်ပေါ့။ကျွန်တော်ဆောင်းဝဲဖြည်ပြီးအိမ်မှာခဏနေနေပြီးမှဒီရောက်တာ။မကြောင်းစေးတဲ့ဘိုးရောက်မှာအမုံဝင်ရောက်ဆိုတော့ဒီရောက်လာ။ဘာလဲမလို့ဒီမှာဒီရောက်နေဟိုဆားရဆိုင်လေးဖွင့်တာ။အိမ်မှာအဆင်မပြေတော့ဒီမှာလာပြီးအလုပ်လုပ်တာလေအဲ့လို အဲပထမလာစနေရတောက်ချစ်မောကနေရွှေ့လာတာအဲ့ဒါမိုးတွေရွာလေးလေးတိုက်ပေါ့လေဒုက္ခတွေတော်တော်များရတယ်ထမေတော်ငတ်ခဲ့တယ်အခုဒီကြတော့နည်းနည်းပါးပါးလေးအဆင်ပြေတယ်ပေါ့မပြေခင်မှာတော့တော်တော်ဒုက္ခများတယ်မကွေးတိုင်းရင်းနယ်မော်တချို့မှာအချိန်ကဌာနဆိုင်ရာတွေနဲ့မြေပိုင်ရှင်တွေကြားညီယာအငင်းပွားမှုတွေရှိခဲ့ပါတယ် ထီထန်းကိုင်းမော်လဲအလားတူကိစ္စရမျိုးကြုံတွေ့ခဲ့ရတာကြောင့်ရင်းနှီးရှာဖွေသူတွေအနေနဲ့စိုးရိမ်မှုတွေရှိနေစေဖြစ်ပါတယ်။ဒီမော်ကိုတိတ်မယ်ဆိုလို့ရှိရင်ပြည်သူလူထုတွေတော်တော်များများနင်းနာဆုံးရှုံးမှုတွေဖြစ်မှာ။အဲ့တော့ဒီမော်မှာ90ရာခိုင်နှုန်းကတောင်းသူတွေဒီရာရောက်နွားရောက်ရှိရအပြစ်စီးတွေရောင်းချပြီးလဲရောင်းပြီးပေါ့နော်။ဒီမှာရင်းနှီးလာပြီးလောက်ကြတယ်။ဒီမိုးလေဝသခေါင်လို့ဒါခေါင်ပါလို့ဒီမှာဒီမော်မှာမီတင်းလုပ်ကင်စားတော့နေတဲ့လူတွေကဒီတောင်းသူတွေအများဆုံးပေါ့။ နောက်ခြောက်ကနေကတိမ့်တော့လဲအဲ့လိုပြစ်ခတ်တိမ့်တယ်လေလူတယောက်သေးတယ်နှစ်ယောက်တန်ရရတယ်လမောင်းကိုတယောက်ထိတယ်ပေါင်မတယောက်ထိတယ်အဲ့ဒါဆိုအဲ့လိုမျိုးပြစ်ခတ်တိမ့်မလားဆိုတော့ပြည်သူလူထုကလည်းတော်တော်ကြောက်နေရအကြောက်တရားမရှိဘဲနဲ့လွတ်လွတ်လပ်လပ်လုံပိုင်ခွင့်ရမယ်ဆိုလို့ရှိရင်ဒီဒီတဲ့မကဒါနိုင်ငံတော်ရဲ့အကျိုးရှိအောင်ဒီတရားသတ္တကိုပြုဖို့ပေးနိုင်လိမ့်မယ်လို့ကျွန်တော်တို့ကယုံကြည်တယ်ထန်းကိုင်းရင်းနယ်မော်တခုမှာရင်းနယ်တွင်းပေါင်းထောင်ချီရှိပါတယ်။ တရက်ကိုရင်းနှံစီရာချီထွက်တာကြောင့်ရင်းနှံရှာဖို့ရောက်လာတဲ့လူသစ်တွေနေတိုင်းရှိနေပါတယ်။ငွေရတာမှန်ပါတယ်။ဒါပေမဲ့ပေးဆက်ရတဲ့အရင်းအနှီးကလည်းများပါတယ်။ပေါ်ထဲမှာနေထိုင်ရေးခက်ခဲတာပတ်ဝန်းကျင်တန့်ရှင်းမှုမရှိတာတွေရှိနေပါတယ်။ အချို့ကရင်းနေအောင်နဲ့မော်ရီတစ်ခုပြီးတစ်ခုပြောင်းပြီးလှုပ်ကြလို့သားသမီးတွေကြောင်းထားဖို့အခက်အခဲတွေကြုံတွေ့ရပါတယ်ကလေးတွေကြာကြောင်းတက်ဖို့ကြာနည်းနည်းဒုက္ခရောက်တာပေါ့ဘာလို့ဒုက္ခရောက်လဲဆိုတော့ဟိုရွာနဲ့လဲဝေးနေတဲ့အခါလက်ရှိကလောရစီမကြောင်းထုတ်တာဝေးကြီးဆိုလို့ရှိရင်6တန်းနဲ့6တန်းအောင်မှထုတ်တာကြောင်းဆက်မထားနိုင်ဘူးပေါ်မှာရွာမှာတော့ထားရတာပေါ့နော်ထားပြီးတော့ကျွန်တော်လည်းဒီကိုရွှေ့လာတော့အမှကြောင်းရနေပြီးတော့လက်ရတော့ခါပြန်ထုတ်တာ ရင်းနယ်မော်ရဲမှာရင်းနယ်တွင်းတွေများလာတာနဲ့အမျှရင်းနယ်အထွက်နှုံးလဲကျတက်ပါတယ်။ဒီကိုရောက်လာတဲ့သူတွေအားလုံးကအချိန်တိုအတွင်းပတ်စံများများရကျင်ကြတာပါ။ရင်းနယ်တွင်းတူးပြီးမှရင်းနယ်မထွက်လို့အကျွေးတွေတင်သွားတဲ့သူတွေလည်းအများကြီးရှိပါတယ်။ ီမှာပထမချင်းတွေကဒီရတဲ့အခါကျတော့90ရာခိုင်နှုန်းလောက်တော့တေချာမဲလို့တွေ့ထတာပေါ့ဒါပေမဲ့အခုကျတော့အဲ့လိုပြန်လှုပ်ရင်းသားနေချင်းတွေလည်းစိတ်လာတဲ့အခါကျစီးရဲလည်းရော့သွားတဲ့အခါကျတော့အဲ့လောက်ကြောင်ကျွန်တော်မှကျွန်တော်ကြည့်တော့မရှိဘူးပေါ့ဒါပေမဲ့လောစင်မှာတော့ဒီကိုယ့်ရဲ့ဌာနေနဲ့ဆိုင်တော့ဒီမှာနည်းနည်းတော်ရည်တယ်ဆိုပြီးတော့အင်ပြောင်မေ့နေရတာလေးသူကကြီးကဟိုဘက်မှာပြန်လှုပ်မယ်ဆိုရယ်ကျွန်တော်မှလက်ထုတ်လက်ကင်ဟိုဘက်မှာပြရတာမရှိတော့ဘူးလေအဲ့လိုဒီမှာဒီမှာတော့လောစင်ဒီချင်းလေးနဲ့ဆိုတော့ကိုမိသားစုစာဝင်နေရအစအကျမကြီးရအစနည်းနည်းပုံဝေဆံကလေးတွေထွက်လာအောင်ပါပေါ့ ရေနံမှောင်ငယ်လေးတွေအနေနဲ့အငဲရေနံထွက်နေမယ်လို့တော့မပြောနိုင်ပါဘူး။ဒါကြောင့်မို့ရေနံရှာသူတွေကရေနံထွက်တဲ့မော်တွေတစ်ခုပြီးတစ်ခု ပြောင်းပြီးရေနံရှာလေးရှိပါတယ်။တန်းတစ်နှစ်ပဲရှိသေးတယ်ထန်းကိုင်းရင်နဲ့မော်ကတော့ရင်းနယ်တွေထွက်နေသေးပါ ရင်းနယ်ထွက်ရော့သွားရင်တော့ဒီမှာရင်းနယ်ရှာတဲ့သူတွေတခြားရင်းနယ်မော်တွေစီရောက်သွားကြမှာပါကျမအီမီဆန်ပါရှင်